်ပရီးမီးယားလိပွဲစဉ်6နူးကဆယ်တင်းကိုအဝေးကွင်းမှာအလှပဆုံးကမ်ဘက်နဲ့အနိုင်နိုင်ခဲ့တဲ့ပွဲစဉ်မှာကျွန်တော်ကြိုက်ဆုံးအာဆင်နယ်ကစားမှာ9ရောက်ပုံမှန်ဆိုရင်9ရောက်ပြအောင်ကျွန်တော်ရွေးချယ်လေးမရှိဘူး။ဒါပေမဲ့ဒီနေ့တော့ကျွန်တော်တသိန်းလုံးကြိုက်တယ်။ပွဲထွက်7ရောက်လည်းကြိုက်တယ်။အရန်လူတွေလည်းကြိုက်တယ်။ဒါပေမဲ့ပြောလို့ကောင်းလို့တဲ့ highlight point လေးတွေပါထောက်ပြီးပြောရမယ်ဆိုရင်တော့ဒီ9ရက်ကိုပဲကျွန်တော်ရွေးချယ်ထားတယ်ကျွန်တော်ညီကိုကြီးကြိုက်တဲ့ကစားသမားရှိလဲကိုယ့်ဘက်မှာဝင်ရောက်ရေးလို့ရတယ်ဒါမှမဟုတ်ဒီ9ရုပ်ပြင်ပကစားသမားတွေကြိုက်လို့ရှိရင်လေတီးတန့်ရေးသွားပြလို့ရတယ်ဒီ9ရုပ်ကတော့ကျွန်တော်တူးတဲ့ကိုပိုင်ကြိုက်တာဖြစ်တဲ့အတွက်လွတ်လပ်စွာသဘောထားကွဲလဲလို့ရပါတယ်ကဲကြောညီကိုနဲ့အကြိုက်တူမလားကြည့်လိုက်ရအောင်နံပါတ်5 player နဲ့စပြောလိုက်အောင်နံပါတ်5 player ကတော့ Mickey Maino ။ဘာကြောင့်သူ့ကိုကျွန်တော်အကြိုက်ဆုံးနံပါတ်5မှာပဲထားလဲဆိုတော့လူစားလဲပြီးဝင်ခဲ့တဲ့မိနစ်လည်းနေတယ်။ခြေပါကိုးတကူဆိုတော့ညာလည်းပဲသူ့အနေနဲ့မိနစ်20စွန်းစွန်းပဲဆော့ရတယ်။အချိန်မို့10မိနစ်28မိနစ်လောက်ပဲဆော့ရတယ်။ဘာကြောင့်လဲဆိုတော့မိနစ်80မှာလူစားလဲပြီးဝင်လာခဲ့တာ။အိုင်ဒါကတိုက်စစ်ပိုင်းကိုတင်ဆော့မယ်ဆိုလို့ရှိရင်မိန်နိုတို့ကစားမမျိုးထည့်လို့ရှိရင်မိန်နိုဒီကွင်းလယ်မှာထပ်ဆိုင်ရင်အဲ့ဒီပနတီဘောက်စ်ထဲမှာဆိုအရန်ကိုအန်နေရများတဲ့ကစားသမား ပြိုင်ဘက်ပလီယိုက်တော်တော်သတိကြီးကြီးထားပြီးမန်ကမာကင်ကဲတဲ့ကစားမသူယူပေးသွားခဲ့တဲ့ဂိုးမှဆိုရင်ဒီကန်ရိုက်ဖြတ်တင်ပေးတဲ့ cross ball ကောင်းတယ်ဒါကိုသူ့အနေနဲ့ bounce ထဲမှာပြိုင်ဘက်ကစားမနဲ့ရှင်ပြီးတော့တိုက်ရတာအဲ့ဒီထက်မှာ physical mind jamming mind strong မဖြစ်ဘူးဆိုရင်မလွယ်ဘူးအဲ့ကိုရဖို့မလွယ်ဘူးဒီတပွဲလုံးလက်စွမ်းပြနေခဲ့တဲ့နစ်ပုတ်တောင်မှကြောင်မိကြည့်နေခဲ့တဲ့ဒီဘောလုံးကတော်တော်လေးလာတယ်အဝေးတိုင်တောင်ဝိပ်ပြီးကြောက်သွားပြီးဝင်သွားခဲ့တာသူတော်ဝင်မှမထင်ဘူး တိုက်သွားခဲ့တာလည်းတော်တော်လေးကောင်းတယ်ဆရာသမားအောင်ပွဲနဲ့အောင်ပွဲခံရော celebration နဲ့လို့ကောဒီလိုတိုက်ခဲ့တာကွာဆိုပြီးတော့ပြလိုက်သေးတယ်တော်တော်လေးကိုကောင်းတဲ့တိုက်ချက်အဲ့တော့ဒီကစားမအနေနဲ့မိနစ်9လောက်ဝင်ကစားတယ်အာဆင်နဲ့အသင်းအတွက်84မိနစ်မှာခြေပါကိုသွင်းတယ်ဂိမ်းတစ်ခုကိုချင်းချက်ဖြစ်သွားတာဒီဥဆောင်ကိုသုံးမဟုတ်ခြေပါကိုဒါတွေကအရင်ကြီးပါတယ်အဲ့တော့သူ့ကိုတော့မင်းနည်းနည်းပဲဆော့ရတယ်ဆိုပေမဲ့အာဆင်နယ်တင်းရဲ့တိုက်စစ်ဇုံနဲ့ပတ်သက်ပြီး area jewelry မှာပြင်ပြီးဥဆောင်လာနိုင်အောင် စကံမောတွေပြမီလူလာနိုင်အောင်အသင်းအတွက်ခြေပါကိုးတွေယူပေးနိုင်တဲ့ကစားမဖြစ်တာဖြစ်တဲ့အတွက်လုံးဝ appreciate ဖြစ်တယ်။အဲ့အတွက်ဒီကစားမကိုကျွန်တော်ကြိုက်ဆုံးနံပါတ်9နဲ့မှရွေးချယ်ပါတယ်။ကဲကျွန်တော်ကြိုက်ဆုံးနံပါတ်4နဲ့မှရှိတဲ့ player တစင်ကြီးစီမြင်သွားပါလေ။နံပါတ်4နဲ့မှရှိတဲ့ player တော့ Declan Rice rating အဖြစ်ဆို8.0ရှိတယ်။ Declan Rice ဒီဒီနေ့ပွဲစဉ် Arsenal အသင်းရဲ့ကွင်းလယ်ရှိကြီးတစ်ခုလုံးမှာအတက်စင်းမှန်မှန်နဲ့ကစားဝါတယ်။ခန်းစစ်မှာလည်းပြန်ပြီးစင်းကူတာတွေ့ရတယ်။ Arsenal အသင်းရဲ့ဘယ်ဘက်ချမ်း တောင်းကန်ဘောဒီအလုံးကိုသူကတောက်လျှောက်ကန်တရညာဘက်ချမ်းကစာကာတို့အိုရီဂက်တို့ကန်တာတက်ဆိုင်ဘဲဘက်ချမ်းကဒီကလန်ရိုက်ကန်တဲ့တောင်းကန်ဘောဒီကျွန်တော်ပူကြိုက်တယ်သူကဒီပနတီစပေါ်နာကိုကန်မလားအဝေးတိုင်းတောင်းကန်မလားလုံးဝရောင်းအောင်ပူပေးနိုင်တယ်အာဆင်နယ်သင်းမှာနီကိုလက်ဂျူဘာတို့လိုအိုင်တာတို့လိုနီးပြအဖွဲဝင်တွေချမှတ်ထားတဲ့လုပ်ငန်းစဉ်တွေကိုအကောင့်နဲ့ပေါ်ဖို့ စပီပိုင်းနဲ့ပတ်သက်ပြီးစပီ specialist Nicolas Jobar ကိုတွားခြင်းနဲ့ပုံစံကိုအကောင့်ထယ်ဖို့ဖို့ဆိုရင်နီးစနစ်တခုလည်းရှိုံနဲ့မရဘူးအဲ့ဒီနီးစနစ်ကိုအကောင့်ထယ်ဖို့ပြီးမဲ့တဲကန်ဘောကန်တင်သူကောင်းမွန်တဲ့ပေးပို့သူတွေလိုအပ်တယ်အဲ့ဒါကိုတော့ Declan Rice ကိုကောင်းကောင်းလေးလုပ်နိုင်တယ် Declan Rice ကကန်တင်ပေးပို့တွေတော်တော်လေးကောင်းတယ်သူ main တို့ဖန်တီးလိုက်တဲ့ဟာဆိုလည်းလုံးဝဘောလုံးလေးကအตาလေးတင်ပေးလိုက်တာ ဲ့ဒီလုံကို main တော့သွင်းသွားခဲ့တယ်။ဒါကြောင့်မို့ဒီနေ့ပွဲစဉ်မှာအတက်ဆင်းလက်မှန်နဲ့ကွင်းလက်တစ်ခုလုံးကိုဇူီမန်နီနဲ့အပြိုင်ထိန်းချုပ်ပေးသွားခဲ့တဲ့ဒီကစားမှာအထူးဖြစ်ပေါ့လေ။ချမ်ပေရမ်ပေဆိုတဲ့နယူကာဆယ်အသင်းရဲ့တိုနာလီလိုတို့ကွင်းလက်မျိုးတွေဘရူနိုကူနာလီတို့ကစားသမားမျိုးတွေခြားထဲကနေပြီးတော့ဘောလုံးခိုးတဲ့လုပ်တာတွေဖြတ်တာမျိုးတွေလုပ်သွားခဲ့တဲ့ဒီကလန်ရိုက်ကိုတော့ကျွန်တော်အကြိုက်ဆုံးနံပါတ်၄နေရာမှာရွေးချယ်ပါတယ်။ကဲကျွန်တော်အကြိုက်ဆုံးနံပါတ်3နံပါတ်ရှိရပလေယာမာတီအိုဒီဂက်စ်အိုဒီဂက်ကိုမယွေးလို့မရတော့ဘူးသူက လူစားလဲပြီးဝင်လာတာနောက်ကြတဲ့စူတော်ညာလည်းပဲသူဝင်လာပြီးတော့မှအာဆင်နယ်တင်းရဲ့ရှိတ်တီကပြောင်းလဲသွားတာအိုယီကန်နဲ့ပတ်သက်ပြီးကျွန်တော်ရှေ့ပီယိုတွေမှာလည်းပြောခဲ့တယ်အတက်ကင်နဲ့ပတ်သက်ရင် aggressive ဖြစ်တဲ့ pass တွေတိတ်ပြီးမထွက်ဘူးဆိုတော်ညာလည်းပဲအိုရီကတ်တီပြိုင်ဘက်ကို high pressing ပေးတဲ့ပိုင်းမှာ off the ball movement တွေမှာ leadership ပိုင်းမိုက်တယ်ဒါကပရိန်နဲ့ပတ်သက်ပြီးပြောတာမဟုတ်နော်ကို player တွေညွှန်ကြားတဲ့ပိုင်းတွေမိုက်တယ်ဘသူကဘသူ့ကိုကတ် ဘယ်နှစ်ယောက်ကို high pressing လိုက်ပြီးအဲ့ပုံစံမျိုးတွေဒီနေ့ပွဲစဉ်မှာ money ori gap ball ကဘာကောင်းသွားလဲဆိုတော့ဘယ်ဘက်ချင်းရောညာဘက်ချင်း half speed ဒီမှာသူလုံးထိုးပြီးကစားတယ်ဘောလုံးနေပေးတယ် ori gap ဒီခြေဘလောက်ပဲကြကြသူ့စီမှာ attacking midfielder ကစားမတူရဲ့ chance create လုပ်နိုင်ဆုံးကတော်တော်လေးမြင့်မားတယ်တရားနေပြန်လာကစားမှုသာအိုက်တာမတုံးဆိုပေမဲ့သူ့နေမှာဝင်ကစားတဲ့အစည်းကလည်းခေသူတော့မဟုတ်ဒါကြောင့်မို့ကျွန်တော်ဒီနေ့ပွဲစဉ်မှာမာရီအိုရီကုတ်ကိုအကြိုက်ဆုံးနံပါတ်3နေရာမှာရွေးချယ်တယ် အသင်းအတွက်အရေးပါတဲ့အနိုင်ကိုအတွက်တောင်းကန်ဘောကနေတဆင့်ဖန်တီးမှုတစ်ချိန်လုပ်ပေးသွားနိုင်ခဲ့တယ်။တောင်းကန်ဘောကနေကန်တင်လာပဲကွာလူတိုင်းကန်တင်လို့ရပါတယ်လို့ပြောပြီးမဲ့ခေါင်းတိုက်တဲ့သူတို့ပဲကျွန်တော်တို့ချီကျူးလို့မရဘူး။အဲ့နေရာရောက်အောင်ကန်တင်ပြီးတဲ့တိကျတဲ့တာကတ်စပော့ကိုရောက်အောင်တင်ပေးနိုင်မဲ့ကစားသမားတယောက်ကကန်တင်မှုကိုလည်း appreciate ဖြစ်ရမယ်။ဒီကိုမှဆိုရင်ဂီဘီယမကာဟီအရန်ကောင်းတာမှန်တယ်။ဒီဘောလုံးမြပြားခံလာတဲ့မာတီအိုရီဂတ်ကိုလည်းချီကျူးရမယ်။အဲ့တော့သူ့အနေနဲ့ အာဆီနယ်သင်းရဲ့အနိုင်ကိုကိုဖန်တီးပေးနိုင်ခဲ့တယ်။ဒီနေ့အာဆီနယ်သင်းရဲ့အတကင်ရှိတ်တွေတစ်ခုလုံးကိုနောက်ပွဲနေပြီးတော့ပုံဖော်ပေးသွားခဲ့တယ်။မိနစ်နောက်မှမှဝင်လာခဲ့ပြီမြဲ။အာရီတာကိုလည်းတကယ်ကျေးဇူးတင်တယ်သလား။ဒီနေ့လူစားလဲမှုတွေတကယ်မှန်တာ။ဒါကြောင့်မလို့တော်တော်ကျွန်တော်လေးကျွန်တော်ပွဲပြီးသုံးသက်ချက်ပြီးတော့မှတော့ပြောလိုက်တယ်။အာရီတာကိုကျေးဇူးတင်တယ်နဲဆိုတာအဲ့ဒါပဲ။မကောင်းတဲ့ခါမကောင်းဘူးပဲဗျာ။ကောင်းတဲ့ခါကောင်းတယ်ပေါ့။အဲ့တော့ဒီနေ့ပွဲစဉ်မှာမာရီအိုဒီကတ်ကိုတော့ကျွန်တော်အကြိုက်ဆုံးနံပါတ်3နဲ့မှရေးချက်ပါတယ်။ကဲကျွန်တော်အကြိုက်နံပါတ်2 player အာဆီနယ်အသင်းအတွက်ခံစစ်ပိုင်းမှာတိုက်စစ်ပိုင်းမှာဂိုးလိုအပ်တဲ့အခါမှာအမြဲတမ်းရယူပေးလိရှိတဲ့အမြဲတမ်းမှုတ်တောင်မှာတော်တော်များအခိုက်အတန့်တွေမှာရယူပေးလိရှိတဲ့ဂီဘီယမကာဟီကိုကျွန်တော်ရွေးချယ်တယ်။ဆာလီဘာတို့ဂျူရီယန်တင်မာတို့လိုကစားသမိုင်းနဲ့နန်နလီခေါင်းချောက်ခဲ့ရမှန်ပဲပြတ်တက်ခဲ့တဲ့ performance နဲ့အသင်းရဲ့အနိုင်အတွက်ဆိုရင်တော့ဒီနှစ်ပတ်နှစ်နေရာကသူ့အတွက်ကျင်းတည်ကျွန်တော်ရွေးချယ်ရမှာ rating အားဖြင့်ဆိုရင်8.8ဒီအချိန်မှာကျွန်တော်ဒီဗီဒီယိုရိုက်နေအချိန်မှာတော့ man of the match ဘယ်သူရလဲမသိသေးဘူးအဲကျွန်တော်လည်းဒီပွဲပြီး30ချက်ဗီဒီယိုပြီးရနေတန်းလောက်တာမနေ့ကျရင်ကျွန်တော်အေးရထားတာချင်းလောက်တဲ့ခါကျရင်ဝါဒါဒါဖြစ်နေပါဆိုလို့သွေးပူလုံးလို့လည်းပိုကောင်းတယ်အချက်လက်တွေမျက်လုံးနဲ့ပုံမြင်ရတယ်အဲ့တော့ဂေဘီယယ်မကာယီအနေနဲ့ဒီနေ့ပွဲစဉ်မှာမော်ကွယန်နဲ့တွဲဆော့တာပဲဖြစ်ဖြစ်ဆာလီဘာနဲ့တွဲဆော့တာပဲဖြစ်ဖြစ်သူ့အနေနဲ့အကောင်းဆုံးလုံနိုင်ခဲ့တယ် ဒီနေ့ပွဲစဉ်မှာလေကျွန်တော်ကဂီဗီယိုမကာဟီကပရင်လက်ဖက်ကြီးနဲ့ပဲရှိနေမှာတယ်ဒါပေမဲ့စာကာထွက်လာကောင်စာကာကပရင်လက်ဖက်ဖြစ်သွားတယ်တချို့ဘိုင်းတွေမှာသူစာကာတော့ရောက်မလာသူသူကသွားပြီးဒိုင်ယွန်ကွန်ပလိန်တက်တာအဲ့ဒီဘိုင်းနေသူ့ကိုတော့ကျွန်တော်ကပရင်လက်ဖက်နဲ့တွဲမြင်နေတာပေါ့လေလောလောဆယ်ဖြစ်နိုင်ခြေအရှိဆုံးတွေတယောက်ပေါ့အဲ့တော့ဂီဗီယိုမကာဟီနေအဲ့ဒီဘောလုံးရှုပ်ရှက်ခတ်နေကြတယ်အော်ဒီညမှာတခုပြောမှာမာနီအိုရီကက်တင်ပေးလိုက်တဲ့ဘောလုံးကောင်းတာမှန်တယ် ်ဂေရီမကိုင်ခေါင်းတိုက်လိုက်တာမှန်တယ်ဒါပေမဲ့အဲ့ခေါင်းတိုက်လိုက်တဲ့အချိန်မှာလွတ်လွတ်ကျွတ်ကျွတ်တိုက်လို့ရဖို့အတွက်ကိုသမားတက်ပြီးမစွဲရအောင်ဘော်ဒီနည်းနည်းလေးခုပစ်ထားခဲ့တဲ့စာလီပါကိုလည်းကြုံချီကျူးရမယ်ကျတဲ့ကစားသမားတွေကလည်းပြိုင်ဘက်တွေကတော့သူတို့လုတ်သူတို့လုတ်တယ်ဒါပေမဲ့ရှုပ်ချက်ခဲ့တဲ့ဂျာကအပြင်းတိုက်ထက်သွားတာဒီနေ့ပွဲစီမှာနစ်ပုတ်တီခေသူမဟုတ်ဘူးနော်တကယ်ကိုကောင်းလားကျွန်တော်ကောင်းလာပါကျေးဇူးတယ်ကန်ချက်တွေတောက်လျှောက်ပုတ်ထုတ်သွားခဲ့တာဒါပေမဲ့အာဆင်နယ်တင်းရဲ့ခေါင်းတိုက်ဘောဒီမှာတော့သူမကာကွယ်နိုင်ခဲ့ဘူးဂေဘီယိုမကာရဲ့ဂိုးဒီအာဆင်နယ်တင်းတက်ဆိုအသက်တမျှအရေးပါတယ် ဘာကြောင့်လဲဆိုတော့ Titanic မှာနှစ်မှတ်ပဲကွာတော့မယ့်အနေထားတစ်ခုကိုပြန်ပြီးတွန်းတင်ပေးခဲ့တာကျွန်တော်အမြင်နဲ့ပြောတယ်အသင်းအတွက်ခြေပါကိုယူပေးတဲ့သူတွေအသင်းအတွက်အနိုင်ကိုယူပေးတဲ့လူတွေအသင်းအတွက်ပထမဆုံးကိုယူပေးတဲ့သူတွေဒီတံမိုးဖြတ်လို့မရဘူးသူတို့ဒီတိတ်ကိုရေးပါတယ်တခါကျရင်ကျွန်တော်ကဂိုးသွင်းတဲ့သူတွေကိုပဲအကောင်းဆုံး၄ယောက်၅ယောက်တည်းမှာရွေးရလို့ထင်ကောင်းထင်လိမ့်မယ်ဒါပေမဲ့အဲ့ဒီသူတွေရဲ့ပအဝင်ပတ်သက်မှုအရေးပါမှုဒီအဲ့ဒီ gain တစ်ခုလုံးမှာအရေးပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ထည့်ရတယ် နောက်ွယ်နေပံ့ပိုးပေးတဲ့ကစားသမားကြီးကိုအလင်းသိတယ်လို့ကျွန်တော်ထည့်ပေးတာတော့ရှိပါတယ်။အဲဒါကြောင့် GB မကာရီကိုတော့ဒီနေ့ပွဲစီမှာ rating 8.8နဲ့အနိုင်ကို66မိနစ်မှာသွင်းခဲ့တာဖြစ်တဲ့အတွက်ခက်စစ်မှာလည်းလုံးဝလိုအားနှုန်းကောင်းကောင်းနှစ်ပတ်နည်းနဲ့မှာရွေးချယ်ပါတယ်။သူချော်လဲသွားရင်းနဲ့ခြေောက်ကနေပြန်ကန်ပြီးထွက်လာတဲ့ဘောလုံးလက်ထိသွားတာလောလောဆယ်တော်တော်များအငင်းပွားနေကြရှိရဲ့ဒါပေမဲ့ကျော်ဦးနေနဲ့ဆိုရင်တော့မြေပြင်မှာလဲနေလူတယောက်လက်နဲ့ထိရဲ့ဥစ္စာကပနတိမဟုတ်ဘူးလို့ကျွန်တော်ထင်တယ်ပြီးတော့ခြေောက်ကနေထိရင်းနဲ့ကန်ထွက်လာတာရည်ရွယ်ချက်ရှိရှိနဲ့ လက်နဲ့ပုတ်တာမဟုတ်ဘဲနဲ့ခြေထောက်နဲ့ဝင်ပြိုင်ရင်းနဲ့ထီသွားဖြစ်တဲ့အတွက်ဒါကတော့ကျွန်တော်အမြင်ပြောရမှာဆိုရင် လုံးဝပန်တီမဟုတ်ပါဘူး။ကဲပြီးတော့သူ့အနေနဲ့တော့နောက်ကရင်တွန်းခံလိုက်ရပြီးတော့ဥဆောင်ကိုနျူကာဆယ်ကိုပြေးလိုက်တယ်။အဲ့ဒီလုံးမှာဆိုရင်အကေးသာအတွန်းမခံရရင်ဂီဘီမခါကြီးဒီတစ်ဖက်ကတိုက်စစ်ကစားမနဲ့ရှင်ပြီးမခုန်နိုင်တဲ့အကြောင်းမရှိဘူး။ဂျာမင်ကောင်းကောင်းခုန်နိုင်တဲ့ကစားမတစ်ယောက်ပါ။ကဲကျွန်တော်ရဲ့မန်ဟော့တမတ်ဒီနေ့ပွဲစဉ်မှာကျွန်တော်အချိန်တိုင်းသဘောကျနေပြီးတော့လူစားလဲလိုက်မှာတော့ကြောက်နေတဲ့ကစားမတစ်ဦးရှိတယ်။ အဲ့ဒါကတော့ EVA ချီအစီနံပါတ်1ကျွန်တော်ရဲ့ man of the match ဖြစ်ရွေးချယ်ပါတယ်ဟိုမှာစွတ်တီတောင်ထိုးကုန် EVA ချီအစီကဒီနေ့ပွဲစဉ်မှာ rating အားဖြင့်ဆိုလို့ရှိရင်7.3အဲ့တော့သူ့ကိုကျွန်တော်ဘာကြောင့်ရွေးချယ်လဲဆိုတော့ data အချက်လက်တွေကျွန်တော်တစ်ချက်ပြောပြတချို့ကြတော့ပွဲတွင် movement တွေတိတ်ပြီးတော့တချို့ကြတော့ဘောပွဲကိုကြည့်တော့ကြည့်ရဒါပေမဲ့ off the ball movement imposition playing style တခုချင်းသူတို့ခွဲမကြည့်ကျွန်တော်ကြတော့ ဘောလုံးကင်ထားတဲ့လူထက်စာရင်ဘောလုံးမရှိဘဲနဲ့ရှောက်ပြီးတဲ့သူတွေကြည့်ရတယ်ကျွန်တော်ပို့ပြီးသဘောကျတယ်ကြောညီကိုညီအကြိုက်တူလားမသိဘူးဘာလို့လဲဆိုတော့ဘောလုံးကင်ထားတဲ့လူထက်စာရင်အဲ့ဘောလုံးလက်ခံဖို့အဲ့ဒီဘောလုံးတွေကိုဖြတ်ဖို့ဇုံတွေကိုကာဝယ်ဖို့တက်သွားတဲ့ကစားသမားတွေဒီတော်တော်လေးကိုမှတန်ဖိုးရှိတာအဲ့တော့ဒီနေ့ပွဲစဉ်မှာ EPG အစည်းရဲ့ရွှေရှားမှုတွေသူ့လုံသွားခဲ့တဲ့အချက်လေးကျွန်တော်ပြောပြမယ်သူ့အနေနဲ့ကိုပေါက်ကန်သမှု၄ချိန်ရှိတယ်ကိုပေါက်တဲမှု၂ချိန်ရှိတယ် ကိုပေါက်လွှဲချုပ်မှုဒါနှစ်ကြိမ်ရှိရပေါ့လေဒီနေရာမှာကီးပတ်တစ်ကြိမ်ပေးနိုင်ခဲ့တယ်ဖိုင်နယ်သက်၃ကြိမ်ပေးနိုင်ခဲ့တယ်အချက်လက်ကျွန်တော်ရင်ပြောဘတ်ဝပတ်၁၀ကြိမ်ရှိပြီးတော့လောင်းဘောပေးပို့မှု90ရာခိုင်နှုန်းအောင်မြင်တယ်ဘောလုံးပေးပို့မှု80ရာခိုင်နှုန်းအောင်မြင်တယ်35ကြိမ်ပေး28 28ကြိမ်အောင်မြင်တယ်ဆိုတဲ့သဘောပြီးတော့ dribbling လိန်ခေါက်ဖြတ်ကျုံမှုမှာနှစ်ကြိမ်လုပ်တယ်နှစ်ကြိမ်လုံးအောင်မြင်တယ်တရားရာခိုင်နှုန်းဘောလုံးထိကျက်58ကြိမ်ရှိတယ်ဒီနေ့ပွဲစဉ်မှာ EBG အစည်းအဝေးကြီးဟာတော်တော်လေးကိုမှပေါ်ပါပြီးတော့လွတ်လပ်နေ အရင်တော့ကျွန်တော်တောင်းဝမ်းမှာအဆင်ပြေမယ်ထင်တာဒါပေမဲ့ဆရာသမားအဲ့ဒီမာတင်အိုဒီကတ်ရဲ့ attacking me fee has pay ကျောင်းဘက်အိတ်နေရာမှာတော်တော်ကြီးကိုအဆင်ပြေတာပြီးတော့ declan right နေရာကိုလည်းဖြည့်ဆော့လို့ရတယ်လိုအဲ့ရင်တောင်းဝမ်းမှာပါသူကဟိုးတက်လုပ်ပြီးတော့ဆော့သွားတာလေးတွေ့ရတယ်ဒါပေမဲ့အဲ့ has pay line တစ်ခုလုံးမှာဆရာသမားဝင်ဆော့သွား bounce တဲမှာလည်းတိုးဝင်တယ်ဒီနေ့လေသူကန်သွားတဲ့အလုံးတွေတော်တော်လေးကောင်းတယ်တစ်ဖက်ကနစ်ပုတ်မှုပဲတခြားကုသမားဆိုရင်ဂိုးသွားနိုင်ကြီး chance ကတော်တော်လေးမြင့်ပါတယ် bounce တဲမှာဘောလုံးကို ညာချီနဲ့လှမ်းဆွဲတယ်ဘယ်ချီနဲ့ဘွိုင်းလီကန်တယ်အပြင်းကန်ချက်တချို့ချော်တာရှိတယ်ဒါပေမဲ့တော်တော်လေးဟိုမှာလင့်ကပ်တွဲပြီးကန်တာကောင်းတဲ့ကစားမှာ create လုပ်နိုင်တယ်လင်ခေါက်ဖြတ်ကျော်နိုင်တယ်ပြောမဆိုရင် evg အစည်းကိုမာနီဦးရီကပြန်လာတဲ့ခါကျရင်အိုက်တာဘေးထဲမှာ3မိနစ်ဆိုတော့ကျွန်တော်နည်းနည်းခေါင်းချောက်ဘယ်ဘချမ်းမာတီနယ်လီတောင်မုံမြောက်ပို့မလားဗောလေဒီနေ့လည်းမာတီနယ်လီဆော့လာတာမဆိုးပါဘူးဒါပေမဲ့ကျွန်တော်အဓိက highlight လုပ်ပြောရလောက်တဲ့အထိမိနစ်အများကြီးမရှိခဲ့တာဖြစ်တဲ့အတွက်အချိန်ဆုံးမှမရွေးခဲ့တာ အဲ့တော့အစည်းရောဘာကြောင့်ကြိုက်လဲဆိုတော့ခန်းစင်စင်းကူတဲ့အပိုင်းနေတိုက်စစ်နဲ့ကွင်းလေချိတ်ဆက်တဲ့အပိုင်းနေနောက်ပြီးတော့သူ့ဆီကနေဘောလုံးဒီကလန်ရိုက်နဲ့ဘဲညာပြောင်းပြီးတော့ကစားသွားတဲ့အပိုင်းနေတော်တော်လေးကိုကြိုက်တာအဲ့ကြောင့် EBG အစည်းဒီဒီနေ့ကျွန်တော်ရဲ့အကြိုက်ဆုံး man of the match ဖြစ်ရှိတယ်ကျွန်တော်ညီကိုတွေဘာလို့ကြိုက်လဲမသိကျွန်တော်တော့အစည်းကန်လိုက်တဲ့အလုံးတွေဂိုးပြီလို့ထင်တာနှစ်ပုတ်ကဟာကနေဟင်းနေပြောင်းတုံ့ပြန်သွားခဲ့တာမဟုတ်လို့ရှိရင်တော့ဆရာသမားဒီနေ့ဂိုးရသွားနိုင်တယ် ကဲဒါတော့ကျွန်တော်ရဲ့အကြိုက်ဆုံးကစားသမား၅ယောက်ပေါ့လေဒီထဲမှာမပါသွားခဲ့တဲ့ဆာလီဗာလည်းကောင်းတယ်ထင်ပါလည်းကောင်းတယ်လူစားဝင်လာခဲ့တဲ့မာတီနေလည်းကောင်းတယ်ပြီးတော့ဘယ်ဘက်ချက်မှာကလာဖီယိုရီတို့လူးဝစ်ကယ်ရီအကုန်ကောင်းတယ်အပြည့်ပြောတာလည်းတမမရှိဘူးဒီနေ့ကျွန်တော်တို့ပြီးလိုက်ရတဲ့ဂိုးဒီပြန်ပြက်ကကိုယ်ဖောင်းပြီးသွန်းသွားခဲ့တာဘယ်သူဘယ်ဝညံ့လို့မဟုတ်နောက်ဆုံးမော်ကွေယာလေးစိတ်ထဲမှာနည်းနည်းသူစိတ်ညစ်သွားပုံရတယ်သူ့ကြောင့်ပြီးလိုက်တဲ့ဒေါင်ကန်ဘွားနေဂိုးရသွားတယ်ဆိုသူစိတ်ညစ်အဲ့ဒါကိုလည်းသိတယ် ကလေးလေးရဲ့မန်တဲ့ထိခိုက်မှာဆိုတဲ့အတွက်အိုက်ဒါလူစားလဲလိုက်တဲ့ဆာလီပါနဲ့အစိုးရရဲ့ဆာလီပါကိုထည့်ဦးပဲဒါပေမဲ့မထည့်လို့ရရင်ပို့ပြီးကောင်းမယ်ဆိုတဲ့ပုံစံမျိုးနဲ့ဒဏ်ရာပို့ပြီးတက်တောင်ဆိုပြီးထားလိုက်တာထည့်ပြီးသုံးတော့လည်းတိတ်ပြီးတော့အရန်တော့မဆိုးပါဘူးတချို့ဒဏ်ရာတွေကြတော့ပွဲဆက်များများဝေးပြီးတော့မှသုံးတာပို့ကောင်းတယ်ဗောလေအော်ဒီနေ့ပွဲစဉ်မှာမော်ကွေရလေးလည်းမဆိုးဘူးကျန်တဲ့လူသားဝင်လာခဲ့တဲ့ကစားသမားတွေအားလုံးလည်းကောင်းတယ်ယောဂရက်လည်းအရင်တော့ယောဂရက်ဆိုင်တဖြည်းဖြည်းရှင်းကျက်လာတာတွေ့ရတယ်တချို့ပိုင်းလိမှာတော့အားမရဘူးဗောလေဒါပေမဲ့ကျွန်တော်အပြစ်သွက်တင်လို့မရဘူး ်ကစားမတစ်တယောက်လိမတူတဲ့ကစားမတစ်ယောက်ဖြစ်တဲ့အတွက်ရာသီဝက်တော့အချိန်ပြရအောင် trouser လဲကောင်းမွန်တဲ့ကန်ချက်တွေရှိတယ်တိုင်နေပါထိပ်ပြီးထွက်တာဒီနေပွဲစရာလေးစာကာပါဝင်အားလုံးကောင်းကြတယ်ဇူဝီမန်ဒီကတော့နောက်ပိုင်းလူစားလေးလိုက်တာကအတက်ကင်ကိုမြင့်နေတာဖြစ်တဲ့အတွက်လူစားလေးလိုက်တာကျန်တာတော့မစိုးပြုတ်လို့ရပါလိ Ryan လည်းမစိုးပါဘူးအလုံးကောင်းကြတယ်အဲအဲ့ဒီလုံကလည်းအနိကခေါင်းတိုက်လဲဆိုရိုင်ယန်မဟုတ်ဘယ်ကူသမားမှလည်းတော်တော်ဖမ်းနိုင်မှာမဟုတ်ဘူးအာဆင်တီးရတဲ့ အနိကကန်ချက်ဒီခေါင်းတိုက်ချက်ဒီကြတော့တစ်ဖက်နစ်ပုတ်ကာဝယ်သွားဆိုတာကထိချက်ဒီစပီလေးကြီးလဲပါဝါကြီးလဲကွာတယ်။ဒါကြောင့်ဒီနေ့ပွဲစဉ်မှာဒီကစားသမား၅ယောက်ကတော့ကျွန်တော်အချိန်ဆုံးကစားသမားကြီးပဲဖြစ်ပါတယ်။အဆုံးနည်းကြည့်ပြတော့လဲအားလုံးကျေးဇူးတင်ပါတယ်။ဘောလုံးပွဲနဲ့ပတ်သက်ပြီးတော့စီးပွားဖြစ်ဖြစ်ပြောရမယ့်ကစားချက်ဆိုတော့ဘာပြောဖို့လဲတုံညာကို6 4 6 4 3 3တိန်တယ်တစ်ဖက်တုံညာကို9 9 3ခေါင်းနေရတော့မှာ ဆက်သွယ်ချိတ်ဆက်ပြီးတော့ကစားလို့ရပါတယ်။အာဆင်နယ်ပွဲနဲ့ပတ်သက်ပြီးတော့ကိုထွတ်စီမှလည်းမေးမြန်းခြင်းနဲ့အကောင့်တွေလည်းလာဖွင့်ခြင်းလည်းဆိုတော့အားလုံးကိုကျေးဇူးပါတယ်။ကျွန်တော် agent လုပ်နေရဖြစ်တဲ့အတွက်ငွေကြီးလုံးဝစိတ်ချလို့ရတယ်။အိုင်ဘက်ခွေချီကို sport အရင်တိုင်းအားလုံးကိုဆော့လို့ရပါတယ်။ကဲဒီ Viber ဖုန်းနံပါတ်တွေကနေကျွန်တော်စီကိုလာလို့ရပါတယ်ခင်ဗျာ။ဘောလုံးပွဲတွေမဆော့တဲ့ရင်တော့မဆော့ပါနဲ့။